မင်္ဂလာပါ Football Review ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ကစနေနေ့ပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ဒါ Premier League ရောတခြားထိပ်တန်းလေးပွဲစဉ်တွေရောဒီနေ့ညမှာကစားဖို့ရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့ကစားမဲ့ပွဲစဉ်တွေတည်းကနေပြီးတော့မှဒါ Premier League ပွဲစဉ်၅ပွဲကိုကြိုပြီးတော့သုံးသပ်ပေးမှာပေါ့နော်အဲ့တော့ဒီပထမဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်ဒီနေ့ည9:00နာရီခွဲမှာကစားမဲ့ Everton နဲ့ West Ham တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့် Everton က level 85ပြားရှုံးမယ်ပြီးတော့ ကိုးပေါင်းနေနေဆိုလို့ရှိရင်နှစ်ကိုးသွင်း35ပြားရှုံမယ်ပေါ့နော်အဲ့တော့ဒီပြောရလို့ရှိရင်ဒီနှစ်သိန်းလုံးရဲ့နောက်ဆုံးကစားခဲ့ကိုးပွဲကိုကျွန်တော်ပြန်ကြည့်ခုနှစ်ပွဲကဒီနှစ်သိန်းပေါင်းသွင်းကို3ကိုးအောက်ကိုရောက်ခဲ့တယ်ပြီးတော့ပထမအကြော့ထိတိုက်တိုက်ဆုံမှုတော့အားလည်းကိုးမရှိသေးကြခဲ့တယ်ပေါ့နော်ပြီးတော့ဝက်ဆန်းသိန်းကစားခဲ့တဲ့နောက်ဆုံးခုနှစ်ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်6ပွဲကနှစ်သိန်းပေါင်းသွင်းကို2ကိုးအောက်ခဲ့တယ်ပြီးတော့အေဗလန်သိန်းကစားခဲ့တဲ့နောက်ဆုံး2ပွဲစရိုက်မှာဆိုလို့ရှိရင်ကိုးအောက်ထားတာကိုတွေ့ရတယ်ပေါ့နော်ပြီးတော့ဒီရာဒီမှာဆိုလို့ရှိရင်အေဗလန်သိန်းကစားခဲ့တဲ့ဒါ ပွဲစဉ်ပရီးမီးယားလိပွဲစဉ်တွေမှာဆိုလို့ရှိရင်ဂိုးအောက်ခဲ့တဲ့ရာဂိုင်တော့က59ရာဂိုင်တို့ရှိရပါတော့။ပြီးတော့ဝက်ဆန်တင်းကစားခဲ့တဲ့ဒီရာဒီမှာဝေးခွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်း62ရာဂိုင်တော့ဒီနှစ်သင်းမောက်သွင်းကိုတွေ၃ဂိုးအောက်ကိုရောက်ခဲ့တယ်ခေါ့။အဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်ပထမအုပ်ဆုံးတစ်ခုအနေနဲ့ဆိုလို့ရှိရင်နှစ်ဂိုးသွင်း35ပြားရှုံးမယ်ဆိုပေမဲ့လို့ကျွန်တော်ဂိုးအောက်ကိုရွေးချယ်ပေးခြင်းနဲ့ပေါ့။ ဟုတ်ပြီအဲ့တော့ဒါဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှင်တော့ကျွန်တော် Everton ကိုကြိုက်တယ်ဗောနော် Everton ရဲ့တိုက်စင်မှုဗီဒိုဗောနော်ဗီဒိုဆိုလို့ရှင်ဒါအသင်းကိုဒီပြမှုရဆပြီးတော့ခိုင်တွယ်တဲ့အချိန်တွေကဆပြီးတော့တို့ရဲ့သူကဒီနောက်ဆုံးကစားရဲ့ Premier League 6ပွဲမှာဆိုလို့ရှင်ဒီ twin goal စုစုပေါင်း5ခုတိ twin ထားတယ်အဲ့တော့ဒီပွဲမှာဆိုလို့ရှင် Everton ရဲ့တိုက်စင်မှုဗီဒိုက ပွဲထွက်ကစားမှာဖြစ်တယ်ဗောနော်ပြီးတော့ Everton က Premier League နောက်ဆုံး6ပွဲစရိုက်တယ်သူမရှုံးသေးဘူးဒီတစ်ဖက်က West Ham ကျတော့ဒီပြိုင်ပွဲစုံနောက်ဆုံး7ပွဲမှာ9ပွဲတိတိရှုံးခဲ့တယ်ပြီးတော့အဝေးကွင်းနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်လည်း3ပွဲတိတိရှုံးခဲ့တယ်ဆိုတော့ဒီဘက်မှာ Everton ကိုသူ နိုင်မှုဆိုတာမဖြစ်နိုင်ဘူးလို့တော့ကျွန်တော်ခန့်မှန်းမိရယ်ဗောနော်အဲ့တော့ Everton ကိုဒါဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်ရွေးချယ်ပေးချင်တယ်ဗောဟုတ်ပြီအဲ့တော့ဒီနောက်ထပ်တစ်ပွဲကကျတော့ဒီနေ့ည9:00ခွဲမှာပဲကစားမယ် အေးဆွေတောင်းနဲ့ဒီ Nordian Forest ရဲ့ပွဲစဉ်ပေါ့နော်အဲပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်ရင်တော့ Nordian Forest က level 90ရှုံး9ပေါင်းနေနေဆိုလို့ရှိရင်3ခုသွင်း85ပြားရမှစုပြီးတော့ကြီးထွက်တယ်ပေါ့နော်အဲ့တော့ဒီအေးဆွေတောင်းတင်းကသူတို့ကစားခဲ့တဲ့ဒီနောက်ဆုံး9ပွဲကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ရမှစုစုပေါ့နှစ်မှတ်ပဲရထားခဲ့တယ်ပြီးတော့ Nordian Forest ကကျတော့လေဒီနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ Man City ကိုနိုင်ခဲ့ဆိုတော့ဒီပွဲမှာသူတို့အတင်းရယုံကြည်မှု ပိုင်းဆိုင်ရာအနေနဲ့ဆိုလို့ရှိရင်တော်တော်လေးကိုအားကောင်းနေမယ့်နေသားတစ်ခုမှရှိတယ်။ပြီးတော့ Northern Forest ကဒါ Premier League မှာဆိုလို့ရှိရင်ဒီ clean sheet တွေစရိုက်ရထားတယ်ပေါ့နော်။ Arsenal, Man City ဒီလိုအသင်းကြီးတွေနဲ့ပွဲမှာ clean sheet ရခဲ့ဆိုတော့ Northern Forest ရဲ့ခက်စင်ပိုင်းကတော့တော်တော်လေးကိုချီးကျူးပါမယ်ပေါ့နော်။ပြီးတော့ Northern Forest ကပထမအကြော့မှာတော့အေဆွေတောင်းဝန်စီနဲ့နိုင်တယ်။ပြီးတော့နောက်ထပ် FA Cup ရှုံးထွက်မှာတော့လည်းဒီအေဆွေတောင်းနဲ့တွေ့ရတယ်။အဲတော့ဒီ Northern Forest က FA Cup မှာလည်း4ဒီတစ်ဖက်က Eastern Town ကိုနိုင်ခဲ့တယ်ပေါ့နော်။ ပြီးတော့ Ishwetown ကဒီ Yardie Premier League မှာဆိုလို့ရှိရင်အင်ကွင်းမှာနိုင်ပွဲတစ်ပွဲပဲရထားတယ်ရယ်ဒီ Northern Forest ကျတော့လေဒါအဝေးကွင်းနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်ဒီ9ပွဲလုံးနိုင်ထားရယ်ပေါ့နော်ပြီးတော့ Ishwetown ကဒီ2025ခုနှစ်အတွင်းမှာဆိုလို့ရှိရင် Premier League နိုင်ပွဲမရသေးဘူးပေါ့နော်အဲ့တော့ဒီပွဲမှာ Northern Forest ကိုသူအနိုင်ယူဖို့ဆိုတော့အခက်လိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒါဒုတိယမြောက်ပွဲစဉ်မှာတော့ကျွန်တော် Northern Forest ကိုရွေးချယ်ပေးခြင်းနဲ့ပေါ့ ဟုတ်ပြီတော့ဒီနောက်ထပ်ပွဲစဉ်တစ်ပွဲရကြတော့ဒီနေ့ည9:00နာရီမှာပဲကစားမယ် Mercedes နဲ့ Brighton တို့ရဲ့ပွဲစဉ်ပေါ့နော်အဲပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ Mercedes ကတကူးသွင်း25ပြားရမယ်ပြီးတော့ကိုးပေါင်းအနေနဲ့ဆိုလို့ဆိုလို့ရှိရင်3ကူးသွင်း45ပြားရှုံးမယ်ပေါ့နော်အဲ့တော့ Mercedes တင်းကစားခဲ့တဲ့ဒီနောက်ဆုံး လီပွဲတင်6ပွဲကိုကျွန်တော်ပြန်ကြည့်6ပွဲကနဲ့တင်းပေါင်းတွင်ကို3ဂိုးတိရောက်ခဲ့တယ်ပြီးတော့မက်ဆီတီကစားခဲ့တဲ့ဒီအင်ကွင်းနောက်ဆုံး6ပွဲမှာဆိုလို့ရှင်လဲ4ပွဲကအပြန်လည်တွင်ကိုရှိခဲ့တယ်ပေါ့နော်ပြီးတော့ဘိုက်တက်တင်းကစားခဲ့တဲ့နောက်ဆုံး10ပွဲမှာဆိုလို့ရှင်လဲ10ပွဲကနဲ့တင်းပေါင်းတွင်ကို3ဂိုးတိရောက်ခဲ့တယ်ပြီးတော့ဘရိုက်တန်ကစားခဲ့တဲ့အဝေးကွင်းနောက်ဆုံး10ပွဲမှာဆိုလို့ရှင်လဲ9ပွဲကဒီဘိုဒင်းဒူစကိုရဆိုလို့ရှင်လဲ yes ဖြစ်ခဲ့တယ်ပေါ့နော်ပြီးတော့ ဒီနှစ်သင်းလုံးရဲ့ထိထိုက်တွေ့ဆုံခဲ့ရတဲ့နောက်ဆုံး9ကြိမ်ပါဆိုလို့ရှိရင်လည်း6ကြိမ်ကနှစ်သင်းပေါင်း3ကိုအထိရောက်ခဲ့တယ်။ပြီးတော့ Brighton သင်းကစားခဲ့တဲ့ Premier League နောက်ဆုံး5ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းနှစ်သင်းပေါင်းသင်းကိုက3ကိုဒါမှမဟုတ်3ကိုထပ်ပို့ပြီးတော့အများပြခဲ့တာကိုတွေ့ရတယ်ပေါ့နော်။အဲ့တော့3ကိုသွင်းရင်45ပြားရှုံးမယ်ဆိုပေမဲ့လည်းကျွန်တော်ဒီပွဲမှာဒါ goal ပေါ်ရွေးချယ်ပေးခြင်းတယ်ပေါ့။ဟုတ်ပြီလို့ဒီနောက်ထပ်ပွဲစဉ်တစ်ပွဲရကြတော့ဒီနေ့ည 9နိုင်ခွင့်မှာပဲကစားမယ်ဆော့တတန်နဲ့ဦးအသိန်းတို့ရဲ့ပွဲစဉ်ပေါ့နော်အဲပွဲစဉ်ရဲ့ခြေကိုကျွန်တော်ပြန်ကြည့်နေဦးအသိန်းက level 80ရှုံပေါ့နော်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်39တွင်85ပြားရမှာဆိုပြီးတော့ကြီးထက်တာပဲပေါ့နော်အဲတော့ဆော့တတန်အသိန်းကစားရဲ့ဒီရာဒီ Premier League အင်ကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်69ရာခိုင်နှုန်းအထိကဂိုးပေါ်ခဲ့တယ်ပေါ့နော်ပြီးတော့ဦးအသိန်းကစားခဲ့တဲ့ ါပရီးမီးယားလိရဲ့2024-2025ပေါ်လုံးရဒီမှာဆိုလို့ရှိရင်လည်း9ပေါ်ခဲ့တာ89ရာခိုင်နှုန်းတိရှိခဲ့တယ်။အဲ့တော့ဒီ Southampton ကစားခဲ့တဲ့နောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်လည်း9ပွဲကဒီ Potent to score ရ yes ဖြစ်ခဲ့တယ်။ပြီးတော့ Southampton ရဲ့ခံစစ်ပိုင်းရဲ့နောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်9ပွဲကဒီခံစစ်ပိုင်းရပေကိုအနည်းဆုံး2ကိုးဒါမို့2ကိုးထပ်ပို့ပြီးတော့ခွင့်ပြုပေးထားရတယ်။ပြီးတော့ Southampton ကနောက်ဆုံးအင်ဝင်း10ပွဲစရိုက်လေဒီသူတို့အသင်းအနေနဲ့တပွဲမှာ clean sheet မရသေးဘူးပွဲတိုင်းဒီပါခန့်စင်ပိုင်းကပီကိုကြီးခွင့်ပြုပေးထားတယ်ဗောနော်ပြီးတော့ဝူတင်းကဒီရာဒီမှာဆိုလို့ရှိရင်အဝေးဝန်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ဆလီဝဲက14ဝဲမှာဆိုလို့ရှိရင်ကိုးဝဲကအပြန်လန်တွင်းကိုရှိခဲ့တယ်ပြီးတော့ဝူတင်းကဒါသူတို့ကစားခဲ့တဲ့ဒါပရီးမီးယားလိရဲ့အဝေးခွင့်နောက်ဆုံး9ဝဲမှာဆိုလို့ရှိရင်လည်းဒီသူတို့ရဲ့ခန့်စင်ပိုင်းကပီကို2ဂိုးဒါမို့2ဂိုးထပ်ပို့ပြီးတော့ဒီခွင့်ပြုပေးထားတယ်ဗောနော်နောက်ဆုံးဝေးခွင့်9ပွဲမှာ4ပွဲတည်တည်ရပေါ့အဲ့တော့ဒီပြောရလို့ရှိရင်ဒီနှစ်သင်းလုံးကလက်ရှိပရီးမီးယားလိတန်းစင်းဆောင်တာအတင်းနေဖြစ်တယ်ဗောနော် ဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်လည်းတန်ဆင်းစုံဖီးယားတစ်ခုကိုနှစ်သိန်းလုံးဒါရှင်ဆိုင်ရလာရလိမ့်မယ်လို့လည်းထင်တယ်ဗောနော်အဲ့တော့ဒီပွဲမှာဒီအကျဉ်းညံရှိလိမ့်မယ်လို့ထင်တယ်တွင်းကိုရရှိဖို့မျှော်လင့်တယ်ဗောနော်အဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်ဂိုးပေါ်ရွေးချယ်ပေးခြင်းတယ်ဗောအဲ့ဟုတ်ပြီဒါဒီနေ့ညရဲ့နောက်ဆုံးပွဲစဉ်အကြောင်းတော့ဒီနေ့ည12နာရီမှာကစားမယ့် ုံမောက်နဲ့ brand ဖို့လို့ရဲ့ပွဲစဉ်ပေါ့နော်အဲပွဲစဉ်ရဲ့ကြီးကိုကျွန်တော်ပြန်ကြည့်နေအောင်ဘုံမောက်ကတကိုးသွင်း55ပြားရောင်းပစ်ပြီးတော့ကြီးထွက်တယ်ပြီးတော့ဂိုးပေါင်းနေတယ်ဆိုလို့ရှိရင်သုံးကိုးသွင်း55ပြားရှုံးမယ်ပေါ့နော်အဲ့တော့ဘုံမောက်ကဒီရာဒီမှာဆိုလို့ရှိရင်သူတို့ပုံစံကောင်းတချို့ရခဲ့ဆိုပေမဲ့လို့ Premier League မှာဆိုလို့ရှိရင်နောက်ဆုံးကစားခဲ့အင်ဂွင်းနောက်ပွဲစလိုက်သူရှုံးတာတယ် Liverpool နဲ့ Wolves အသင်းတွေကိုရှုံးခဲ့တာပေါ့နော်အဲ့တော့ဒီ brand ဖို့တော့ကလည်းဒီနေ့ပွဲစဉ်မှာအဝေးကွင်းမှာလာကစားရဲဆိုပေမဲ့လို့ဘုံမောက်ရဲ့လက်ရှိအင်ဂွင်းကစားဖောင်ကိုကျွန်တော်ပြန်ကြည့်မိသလောက် brand ဖို့အနေနဲ့လည်း ဘုံဘောက်ကိုအနိုင်ဖို့အခွင့်အရေးအများကြီးရှိနေတယ်ဗောနော်ပြီးတော့ဘုံဘောက်ကနောက်ဆုံးကစားရင်၄ပွဲမှာဆိုလို့ရှိရင်သူတို့လုံးဝနိုင်ပွဲမရသေးဘူးပြီးတော့အင်ကွင်းနောက်ဆုံး၅ပွဲစတဲ့လည်းရှုံးတယ်ပြီးတော့ဒီနောက်ဆုံးကစားရင်၅ပွဲမှာဆိုလို့ရှိရင်လည်းရှုံးပွဲ၃ပွဲတိတိတွေ့ထားတယ်ဗောနော်ဒီ Brandford ကကျတော့ဒီဘုံဘောက်နဲ့ကစားရင်နောက်ဆုံး၆ပွဲစတဲ့သူတို့မရှုံးသေးဘူးပြီးတော့ Away ကွင်းနောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင်လည်းဘုံဘောက်က၄ပွဲလုံးနိုင်ခဲ့ Brandford ကဒီ Away ကွင်းနောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင်၄ပွဲလုံး Brandford ကနိုင်ခဲ့တယ်ဗောနော်အဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်ဒီ ပုံမော့ဘက်ကတကူသွင်း55ပြားရမစူပြီးတော့ခြေထွက်တာဆိုပေမဲ့လို့ Grand Pho ဒီဘွဲမှာတေးရေးကစားနိုင်တယ်မလို့ထင်တယ်မတေးရေးတော့မဟုတ်အနိုင်ပေါ့နော်အဲ့တော့ဒီတကူသွင်းမှာ55ပြားရမယ်ပုံမော့ထက်ဆိုင်ကျွန်တော်ဒီဘွဲမှာ Grand Pho ရွေးချယ်ပေးခြင်းနဲ့ပေါ့နော်အဲ့တော့ဒါ Grand Pho ကိုဒီနေ့နောက်ဆုံးဘွဲစီအနေနဲ့ဆိုလို့ရှိရင်ရွေးချယ်ပေးလိုက်မယ်ပေါ့